ဉာဏ်ဆိုတာသူကသဘောပေါက်တယ်အရာရာဘယ်ရာစဉ်းစားရင် तू အဲ့လိုစဉ်းစားတော့မယ်အခုကမဟုတ်ဘူးဒီဟာတင်တော့တက်တယ်ဟိုကလည်းစဉ်းစားတော့မသိတော့ဘူးဟုတ်ဉာဏ်မဖြစ်ဘူးအပြားအဖြစ်မသိဘူးအပြားအဖြစ်သိတော့ဓာဟုသိနေကျန်တယ်လည်းအကုန်တူတူသိသွားမယ်အဲ့ကြမှာပညာဆိုတာအပြားအဖြစ်သိတယ်ဆိုတော့လောကနားလဲသွားတာခစ်လို့ပြောရင်နိယမကိုနားလဲသွားတာဟုတ်ပြီဒီတိကံလေးတင်တယ်ရုပ်နဲ့နဲ့ကိလေသာအဲ့တော့ကျွန်တော်တို့ကအရှိတရားရှိတယ်အဲ့အရှိတရားကိုအမြဲတမ်းအမြဲတမ်းပေးတယ်အဲ့လောပဲ တစ်ပင်ဆိုတာအကိုင်းတွေအခက်တွေအရွက်တွေရှိတဲ့စုပေါင်းကိုပဲတစ်ပင်လို့နာမည်ပေးထားတာတစ်ပင်ကအမည်တကယ်မရှိဘူးသွားကြည့်ရင်အမြစ်တွေအကိုင်းတွေအရွက်တွေပဲတကယ်ရှိတယ်ဒါပေမဲ့ကျွန်တော်တို့ကအမည်ပေးတာတသက်အရှိတရားတသက်လို့အဲ့လိုမသိဘူးအဲ့ဒါကတလောကလုံးကလောနေလည်းလည်းမသိဘူးအဲ့တော့စာအုပ်ဆိုတာတကယ်မရှိဘူးစာရွက်အစုအပေါင်းကသာတကယ်ရှိတာအဲ့ဒီစာရွက်အစုပေါင်းကိုပဲစာအုပ်လို့နာမည်ပေးလိုက်တာလောကမှာဘာကြည့်ကြည့်အဲ့လိုတွေးလိုက်မယ်ဆရာပြောတင်တာက တကယ်အရှိတရားတွေပါတော့နာမည်ပေးတယ်အဲ့တော့ကျွန်တော်တို့အခုလဲအတူတူပဲပုဂ္ဂိုလ်တ attva ယောက်ျားတွေဘိမ့်မရဲဆိုတကယ်ရှိတယ်မဟုတ်ဘူးယုံနဲ့အစုအပေါင်းကိုပဲနာမည်ပေးထားတာသူအဲ့လိုလောတစ်ခုကြအောင်ကျွန်တော်အတင်ရမယ်စဉ်းစားရမယ်လောတစ်ခုဖြစ်အောင် မစဉ်းစားလို့ဒီနှစ်ခုကိုတကယ်သဘောပေါက်အောင်အဲ့ဒါကိုပြညတ်ပရမတ်လို့ခေါ်တာအဲ့ဒါကဘာဖြစ်သွားဉာဏ်ဖြစ်သွားပြီ ကျွန်တော်ဉာဏ်ကိုနားမလည်ဘူးကုသိုလ်အကုသိုလ်သိရလဲဉာဏ်ပဲသူ့လိုအရှိတရားနဲ့နာမည်ပေးတယ်လို့သိရလဲဉာဏ်ပဲကံလည်းကောင်းပါစေဉာဏ်လည်းကောင်းပါစေ